မင်္ဂလာညချမ်းမလေးမလေးတို့ရေအလိမ္မာရဲ့ပျော်ပျော်ရွှင်ရွှင်ပုံပြကြမယ့်စီစဉ်လေးကနေပြန်လဲကြိုးဆိုပါတယ်ဒီနေ့မှာတော့ရှင်သိတရေရှုံထားသောမြီးဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့မှာမြီးတကောင်ဟာရှင်သိတရေတစ်ခုကိုတွေ့တဲ့ဟာအတော်ပဲဒီရှင်သိတရေကိုရှုံပြီးလဲခွင်းနေတဲ့ကတိုးရီနဲ့တခြားတလိဆန်တွေကို သွားရှောင်လန့်မယ်ဆိုရင်တည့်ရရမှာပဲလို့ညီကစဉ်းစားမိလိုက်တဲ့ဒီလိုနဲ့ညီဟာရှင်သိတရေကိုရှုံပြီးသိုးရိစားကြက်ရှာရာလက်ကွေးနေစီကြီးထွက်လာခဲ့တာပေါ့အဲ့ဒီလိုနဲ့သိုးရိကလည်းရှင်သိတရေရှုံထားတဲ့ညီကိုမြင်တဲ့အခါရှင်သိလိုပဲထိမှတ်ပြီးအလန့်တကြားအော်ဟစ်ပြီးရှန်စီယိုနာမှာပုံမှုထွက်ပြေးကြတဲ့ညီကတော့ကျဉ်နဲ့နေတာပေါ့ကွယ် ဒီတခါငါနွားတွေကိုသွားပြီးဆောက်လိုက်ရမယ်လို့ပြောပြီးနောက်လေခွင်းတစ်ခုတည်းပြင်ဝင်သွားတာပေါ့နွားတွေကလည်းသူတို့ကိုစားမဲ့ရှင်သေးတကောင်ရောက်လာတဲ့ထင်ပြီးကြောက်လန့်ကြနဲ့ခပြေးသွားကြတာပေါ့အဲ့လိုလုံနေတော့မှမိဟာသူ့တခင်လာနေတာကိုရွတ်တရဲလှမ်းမြင်လိုက်တဲ့သူ့တခင်ကိုလည်းလန့်အောင်လုပ်လိုက်အောင်မယ်လို့စဉ်းစားမိလိုက်တာကြောင့်မို့မိဟာသူ့တခင်စီပြေးသွားတဲ့ သူတခင်ကသူ့ကိုအနိကံတိတိကျကျကြည့်လိုက်တော့မှရှင်သိတဲ့ရေတဲကထွက်နေတဲ့ညီရဲ့နရွက်ရှင်ရှင်နှစ်ဖက်ကို မြင်သွားတာပေါ့ကွယ်ဒီတော့တခင်ဖြစ်သူက သူမြင်ရတာဟာ ရှင်သိအစ်စင်မဟုတ်ပဲ သူရဲ့မိသားဖြစ်တယ်ဆိုတာသိသွားတော့တာပေါ့တခင်ဖြစ်သူကမိထံပြေးသွားပြီးသူ့ရဲ့နေနံကိုကင်မြောင်းရင်ညီကို ရိုက်နှက်လေတော့တဲ့ဒီတော့မှညီလဲအလန့်တကြားထောက်အော်တော့တာပေါ့ကွယ် သခင်ဖြစ်တဲ့သူကကြောက်စရာကောင်းတဲ့ရှင်သစ်တရေရှုံထားပေမဲ့မင်းဟာမိုင်းမဲတဲ့ဤဖြစ်မြဲဖြစ်နေမှာပဲဒါဟာမင်းအတွက်သင်ငန်းစာပဲလို့ဆိုလိုက်တဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ကိုတိုင်းဘယ်လိုပဲဟန်ဆောင်ထားပါစေတချိန်မှာတော့ကိုရဲ့ဖြစ်တည်မှုတွေကပေါ်ပေါက်လာနိုင်တာဖြစ်လို့ဒီပုံမြင်လေးတွေကမြည်လို့သူမြပုံစံကိုအတူယူပြီးဟန်ဆောင်လင်းညာမထားကြဖို့မှတ်သားခြင်းပါတယ်ရှင်